letter from Burma traveler မြမာပြည်ကရေးတဲ့စာခရီးသွားများဖူးမင်းကပုတ်ရဲ့ဇက်ကောင်မင်းသမီးပိုလီဂိုလိုင်လီဆိုတဲ့ယောဂီဆန်လာတဲ့အခြေအနေမဲ့ကလေးကသူ့ဖြစ်စီတွေကို ခရီးဆောင်တစ်တာတွေထဲထည့်ပြီးလိမ့်စာတရားမဲ့နေရာမှာ ခရီးသွားနေသည်ဆိုတဲ့စာတစ်ကြောင်းနဲ့ထင်းနေအောင် ရေးထားခဲ့ပါတယ်ဒီလိုမျိုး နေထိုင်ရာဌာနအပေါ်တစ်ဆန်းတဲ့အမြင်မျိုးကို စားသိခဲ့ရတုန်းကကျမကစေကျော်သက်အရွယ်ကနေကူးပြောင်းခါစားအံ့ဩသဘောကျပွေရာစွန်စားခန်းအဖြစ်မြင်ခဲ့ပါတယ်။ရုပ်ခန္ဓာအရရွေရှားသွားလာခြင်းနဲ့ပဲဆက်ဆက်ပုံဖော်မိခဲ့ပါတယ်။ကျမမိုက်ကယ်နဲ့လက်ထပ်ပြီးသူ့ရဲ့ခီးမွေနာဒေတာလေးလာရေးကိုစူးစူးနစ်နစ်စိတ်ဝင်စားမှုကြောင့် ကဘာရဲ့ခေါင်ပိတ်ဆိုတဲ့ဒေတာတွေစီ မကြာခဏရောက်လေးရှိတာအမြဲလိုလိုပဲလှဲ့လေသွာလာနေခဲ့ရလို့ဒီအမြင်ကပိုပြီးအားကောင်းလာခဲ့ပါတယ်။ကျမတို့ခရီးရှိတွေက ပြန်လာတဲ့အခါကျမတို့ရဲ့မိတ်ဆွေအတော်များများဟာ အရင်လိမ့်စာတွေမှာပဲရှိနေတာကို တအံ့တော်ဖြစ်ရတတ်ပါသေးတယ်။လှုပ်ရှားသွာလာနေရတာကတော့ကျမတို့အတွက် တာမန်ဘဝဖြစ်စဉ်လိုပါပဲကျမတားနှစ်ယောက်မွေးပြီးနောက်ပိုင်းမှာတော့ခရီးသွားလာခြင်းဟာ ကျမတို့ဘဝရည်တည်မှုမှာတွဲလျက်ပါနေတာဖြစ်ပါတယ်ကျမမြန်မာနိုင်ငံဒီမိုကရေစီ အရေးတော်ပုံမှာပါဝင်ခဲ့ချိန်မတိုင်မီ၃နှစ်လောက်အတွင်းကျမတို့ရဲ့နေရာဌာနဟာအင်္ဂလန်ဂျပန်အိန္ဒိယတို့အကြားရွှေ့ပြောင်းခဲ့ပါတယ်ခရီးရှည်ကြီးလို့ တင်စားပြောဆိုကြတဲ့ဘဝတွေဆိုတာအကျန်းအားဖြင့်တော့ဖြစ်ရက်အထွေထွေနဲ့ပြည့်နှက်နေတတ်တာမျိုးပါပဲ။တာမန်နေမျိုးကို ပုံမှန်အတိုင်းပဲကုံဆုံးသွားတာမျိုးကိုခီးသွားခြင်းလို့ခေါ်ထိုက်တယ်လို့ယူဆလို့မရှိပါဘူး။ဖက်တလဲလဲဖြစ်နေတဲ့ကိစ္စတွေဟာထူးခြားတဲ့လက္ခဏာတွေပျောက်ပြီးတုန်ရှားမှုနှေးကွေးလွန်းလို့လုံးဝရက်ဆိုင်နေပြီထင်ရတဲ့ ရေခဲမြစ်တပွင်ဖြစ်သွားပါတယ်။ငြိမ်သက်ခြင်းတည်တာကျမတို့ရဲ့အာယုံတွေကိုပဝင်းကျင်ကဘာလောကရဲ့အနေနဲ့အတက်ကြတွေပေါ်ထိရှာခံစားနိုင်အောင်ထမ်းမြတ်လာစေပါတယ်။ကျမနေရင်အချင်းကြခံနေရတဲ့နှစ်များအတွင်းမှာပဲခရီးကိုဘဝလို့ထင်တဲ့အစားဘဝကိုခရီးတစ်ခုလို့စားသိလာခဲ့ပါတယ်။ မချားနာတဲ့နေစာတူဝလုပ်ငန်းတွေဟာလျင်မြန်စွာကုန်ဆုံးနေတဲ့တနေ့ချင်းတနေ့ချင်းကို ဖွဲ့စည်းထားတဲ့မိနစ်တမိနစ်ချင်းချားနာပုံနဲ့အချိန်နဲ့အမြန်နှုံးပုံသိရှိခံစားနိုင်တဲ့အာရုံကို မြင်မာလာစေပါတယ်အနေစာတရားဆိုတာဟာယတနာတရက်တာမဟုတ်တော့ဘဲနေ့စဉ်ဖြတ်တန်းနေတဲ့ဘဝဖြစ်ပြနေတဲ့တည်ငါတွေကနေ ်အတင်းပတ်တွေလတွေနှစ်တွေ ဖြစ်လာခဲ့ပါတယ်ပုံမှန်တရားထိုင်တာကတတိရှိခြင်းကိုပိုထက်မြက်စေတယ်ဆိုတာတန်တရားဖြစ်เสียမှာမဟုတ်ပါဘူးတိမှတ်စိတ်တစ်ခုကနေနောက်တစ်ခုကိုတတိကပ်ပြီးဖြတ်နေတဲ့အခါကျမရဲ့အမြဲတမ်းလိမ့်စာဟာလေခီးသွားနေတယ်ဆိုတာပါပဲလားလို့ခံစားမိလာတယ် ဆုံးဖြစ်ဖို့လိုတာတွေကိုဆုံးဖြစ်နိုင်ဖို့ကျမရဲ့ခရီးဆောင်အထုပ်ပိုးတွေကို အချိန်တိုင်းအမြဲပြန်သုံးသပ်လာတတ်ပါတယ်။ကျမအမြဲတမ်းပဲခရီးသွားနေရမယ်ဆိုတာကိုသိလာကြတဲ့ကကျမပို့ဖို့ပါပါပဲသွားချင်လာတော့တယ်။စိတ်ကူးရင်ပုံပြင်တွေကဇက်ကောင်တယောက်လိုအချိန်နဲ့တန်တရာတယ်လေပြင်းရင်လေရအောင်မယ်ဆိုတဲ့ ရှည်လျားတဲ့ခရီးတစ်ခုပေါ်ရောက်နေတယ်ဆိုတာသိရတဲ့အခါဂိတ်တကားအမြင့်တွေတန်ဆူးကျိုးတွေမစုံနိုင်တဲ့ခရီးတာများစွာ ကာစီးနေတာတွေကိုကြော်လွားပြီးကျမရဲ့ခရီးပေါ်တွေကို အမိလှမ်းနိုင်လိမ့်မယ်ဆိုတဲ့ခံစားချက်တွေဖြစ်လာပါတယ်။ဘယ်ကိုဥတီမန်းဘယ်တော့ရောက်မယ်မှမသိပေမဲ့ကိုကိုကို ခရီးသွားဆိုတာကိုသိနေတဲ့သူအချင်းချင်းဟာ ဘာသာစကားတွေရင်ကျေးမှုနယ်ပယ်တွေသာမက အချိန်နဲ့နေရာတွေကိုပါကြော်လွှားပြီးအမှန်တကယ်ဆက်သွယ်နိုင်တယ်မဟုတ်ပါလားမြေပုံဆွဲထားခြင်းမရှိသေးတဲ့ဒေသတွေမှာခရီးသွားနေရသူတွေဟာမသိနေရာတွေကိုယုံကြည်ချက်နဲ့ရဲစွမ်းမှုကိုသာအကာအကွယ်ယူပြီးစွန့်စားဖြတ်တန်းရတဲ့အန္တရာယ်အတွေ့အကြုံချင်းတူညီမှုတွေကြောင့် အချင်းချင်းမျှဝေခံစားမှုတိုးပွားလာပါတယ်။ကျမရဲ့လုံခေါ်ကြိုင်ဘက်တွေနဲ့ကျမဟာလုံခဲ့တဲ့အနည်း20ကျော်လုံးလုံးခရီးချမ်းကြီးကိုရှောက်လာခဲ့ကြတာဆိုတော့အခုဂျပန်ပြည်သူတွေရဲ့တောင်တက်ခရီးလမ်းလို့ပြောရမယ်။ကမ္ဘာအကြီးမားဆုံးပြန်လည်နေရာချထားခြင်းနဲ့ပြန်လည်တည်ဆောက်ခြင်းအစီအစဉ်တစ်ခုအပေါ်ထွက်ခွာခဲ့တာ တွေ့ရတဲ့အခါ လေးလေးနက်နက်ထောက်ထားစာနာယုံသာမကအားလုံးအောင်မြင်ကြပါစေလို့လှိုင်းလိုက်လဲလဲဆုတောင်းလိုက်မိပါတယ်။ကျမတို့ရဲ့ဒုက္ခတွေအခက်အခဲတွေအားလုံးကိုကျော်လွှားနိုင်စေဖို့ကျမတို့ဆုတောင်းကြသလိုဂျပန်ပြည်သူတွေလည်းမိမိတို့ရဲ့ဒုက္ခတွေအခက်အခဲတွေအားလုံးကိုကျော်လွှားနိုင်ကြပါစေကြောင်းဆုတောင်းပါတယ်။မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ိနှိပ်မှုလှိုင်းတပိုးတွေအများကြီးစီးခဲ့ရတာပါအစိုးဆုံးအခြေအနေတုန်းကကျမတို့ဟာ နေ့တစ်နေ့ကိုစရင်မနေ့ညကဘသူတွေကိုစွဲသွားသေးလဲဆိုတဲ့မေးခွန်းမျိုးနဲ့စရပါတယ်တနင်္လာနေ့တွေက အထူးဆိုးပါတယ်ဂျုံဂျုံရေးတက်တွေကသူတို့ရဲ့မနှစ်လိုပွဲစိုးရွံ့စရာ လုပ်ငန်းတွေကိုတည်င်းပတ်ကုန်အားရက်တွေမှရွေးလို့တလို့ပါပဲ ဒီလိုရက်တွေဆိုကျမတို့ပါတီဝင်အချင်းချင်းဆက်သွယ်ဖို့ကခက်ခဲပါတယ်ကျမတို့ယုံကဖုန်းနဲ့ကျမအိမ်ကဖုန်းကသုံးမရတာနှစ်နဲ့ချီနေတဲ့အပြင်အသက်ကြွဆုံးပါတီဝင်အချို့အိမ်ကဖုန်းတွေကိုလည်းဖြတ်ဖြတ်ထားတတ်ပါတယ်ဒီချိန်တွေတုန်းက လက်ကင်ဖုန်းကောင်းချီများစွာပေးရမယ့်ဖြစ်စီပါလက်ကင်ဖုန်းကလည်းမပေါ်သေးတော့ကျမတို့ရဲ့လူငယ်တွေကိုပဲ ူပြေးတီပြေးခိုင်းပြီးတရားမျှတမှုချင်းဝစ်ဆန်အားလုံးအရာကိုအိတ်ရမှာကိုအေးအေးအိတ်ရမဲ့သူတွေတဲကဘသူတွေများပါသွားသေးလဲဆိုတဲ့သတင်းတွေစုံစမ်းခါရပါတယ်ဒီလိုမထောက်မညာတဲ့နှိတ်ကိုချင်းတွေခံနေရတဲ့နေ့တွေကိုဖြတ်တန်းရမှာကျမတို့ရဲ့စင်ကျင်တုံတရားတွေတွေမကကျမတို့ရဲ့ဟာတာညံတွေတော့မပြိုလဲခဲ့ရအောင် ဘာနဲ့ကြားခံခဲ့ရပါသလဲအဲ့ဒါကကျမတို့ရဲ့အားကောင်းတဲ့သွေးစိညီညွတ်မှုပါပဲဒါကပဲကျမတို့ရဲ့ခါးတွေကိုမတ်နေစေပြီးဘလို့ဖိနှိပ်မှုမျိုးကိုမစိုးရင်းဆိုင်ခရီးဆက်စေခဲ့ပါတယ်ကျမတို့ရဲ့သွေးစိညီညွတ်မှုကိုဂျပန်မှာဒုက္ခကြုံတွေ့နေခဲ့တဲ့ပြည်သူတွေကိုကမ်းလှမ်းခြင်းပါတယ်ပြန်လည်ရှင်သန်ဖို့ပြန်လည်စတင်ဖို့ န်ခရီးကိုရှောက်တဲ့အခါကျမတို့ဟာ အတူရှိနေပါပါဒီလအတွက်စာမှာဘယ်အကြောင်းအရာမျိုးရေးရမလဲလို့ကျမကိုကျမမေးမိတယ်ဒီလိုအချိန်မှာဂျပန်နိုင်ငံအတွက်အဓိကဖြစ်တဲ့ကိစ္စရက်ကြီးနဲ့မသက်ဆိုင်တဲ့အကြောင်းတွေအတွက်နေရာရှိပါမလားဆူနာမီဒါမှမဟုတ်သူ့နောက်ဆက်တွဲအဖြစ်အပျက်တွေနဲ့မဆိုင်တဲ့စောင်းမမျိုးကပဲ ပူပန်တော့ကရောက်နေတဲ့ပြည်သူတွေအတွက်သူတို့လိုလားတဲ့အပြောင်းလဲမျိုး ပိုဖြစ်စေမလားပြီးခဲ့တဲ့လကတရိษံလေးများအကြောင်းနှစ်ကိုကျမဆက်မရေးပဲထားခဲ့တယ်ဒီလိုအရေးကြီးနေတဲ့အခါမျိုးမှာတရိษံလေးတွေအကြောင်းရှောင်ရေးတာတင့်တော်တယ်လို့မထင်လို့ပါ။နောင်လာမှရေးမယ်ပေါ့။နောင်လာဆိုတာဒီလဖြစ်လာပါပြီ။ကျမရေးဖို့တုံဆိုင်စေပါပဲ တင့်တော်အောင်ပါမလားနောက်တော့ဒီလိုအချိန်မျိုးမှာဂျပန်ပြည်သူတွေဘလို့အကြောင်းအရာမျိုးဖတ်ချင်ကြမလဲဆိုတာကျမသိရရင်ကောင်းမယ်လို့ကျမစဉ်းစားမိပါတယ်သူတို့အတွက်ကျမရဲ့စာတွေကဘလို့ကူညီနိုင်မလဲဆိုတာကျမရဲ့စာဖတ်ပရိသတ်တွေကကျမကိုပြောပြကြပါလားဂျပန်နိုင်ငံဆူနာမီငလျင်နဲ့အမှုပြုဓပောင်းပုံများရိုးစိမ့်မှုကြောင့် လူအများအားပြန်လည်နေရာချထားသည့်အချိန်တွင်ဗီဒီယိုဖြင့်သတင်းစကားပေးပို့ခဲ့တာဖြစ်ပါသည်။အောင်ဆန်းစုကြည်